Hello everyone, my name is Mong Slow. Today I'm going to present a manhwa recap video, so please watch, enjoy, and support it. Don't forget to like and subscribe. thanks you ထိုတို့အောက်မှာကြားလေးနေချေခံလိုက်ရတာကိုအပေါ်စီးကနေဘိုးတော်ကကြည်ရင်ငါတဲဟိုလေးအဲ့လိုအလားအသာတည်သွားရတာလားသူ့ကိုနှိမ့်သွအောင်လုပ်ဖို့ငါနောက်ထပ်ဆင့်ခေါ်လိုက်မယ်ညဉ့်ညံဆင့်ချင်းကိုဒီကိုခေါ်လာခဲ့ဆိုပြီးသူ့လူတွေကိုအမိတ်ပေးလိုက်ပါတယ်ထို့နောက်သူ့အစွမ်းနဲ့ပေးလက်ကိုဖွင့်လိုက်ပြီးလှုပ်ရှားကြငါ့ရဲ့ဖန်တီးမှုတွေသွားပြီးဆင့်ချင်းကိုကာကွယ်ကြလို့ပြောလိုက်တဲ့အခါပေးလက်ထဲကနေပကြီးကောင်းတွေထွက်လာပြီးချင်းသိရှိရာကိုအတီးသွားကြပါတယ်ဒါကိုညင်းနဲ့ချင်းသိကဒီလိုသိငယ်တဲ့အရာတွေနဲ့ငါ့ကိုတားနိုင်မယ်လို့မိတ်တကယ်ထင်နေတာလားလူကြီးဆိုပြီးခနဲ့နေတဲ့အခါမှာတော့ဘို တော်ကအယူကောင်မင်းရဲ့ပြိုင်ဘက်ကဒီတယောက်ပဲလို့အော်ပြောရင်ပိလိထဲကနေအကောင်ကြီးတကောင်ကိုထုတ်လိုက်ပါတယ် ထို့သူကြီးပိလိထေကအကောင့်ကြီးနှင့်ချင်းသေးတို့တိုက်ကြမလို့ခြေနေချိန်မှာအောက်မှာတော့အစင်သေးရဲ့လာတခင်ဆဲချင်းကျွန်တော်တို့မိသားစုခေါင်းဆောင်စီညဉ့်ညံသွားရမယ်ဆိုကဆဲချင်းကိုဝိုင်းထုရင်ဘိုးတော်ရှိရာကိုလာနေကြပါတယ်ထိုချိန်ဘိုးတော်ကဆဲချင်းမင်းလှုပ်ရှားနိုင်သေးရဲ့လားဆိုတော့ဆဲချင်းကဟုတ်ကဲ့နင်းနေတော့ရပါတယ်လို့တင်းထိပါတယ်ဒီတော့ဘိုးတော်ကဟုတ်ပြီအခုမင်းကိုအနားယူစေချင်တယ်သူ့ကိုဘလို့ဟာမျိုးကမှဖတ်ပြနိုင်နိုင်မှာမဟုတ်ဘူးငားနဲ့မင်းရဲ့တိုက်ချက်ကလွဲလို့ပေါ့ဆိုပြီးချင်းတဲ့ဘက်ကိုစူးစိုက်ကြည့်ကမန်တက်နေတော့ချင်းတဲ့ဘက်မှာတော့မင်းတို့အကုန်လုံးကိုလူကြီးကအစ်မှန် ဲ့ဇွဲနဲ့ဖန်တီးထားတာထင်ပါတယ်။အဲ့ဒီဇွဲနဲ့တောင်လက်လက်မမီနိုင်တာကိုတွေးကြည့်ရရင်တကယ်ကိုစိတ်မကောင်းစရာပဲ။ဆိုကာဘိုးတော်ရဲ့အကောင်ကြီးကိုဖြက်စီလိုက်ပါတယ်။ထိုထက်ကိုနေတဲ့ဘိုးတော်ကငါရဲ့အကောင်ဆုံးလက်ရာကခဏလေးအတွင်းမှာပဲဖြက်စီခံလိုက်ရပြီ။ဆိုကာကြိတ်မနိုင်ခဲ့မရဖြစ်နေပါတယ်။ချင်းတစ်ကတော့စိတ်မကောင်းစရာပဲ။ဒါပေမဲ့ငါမင်းကိုအကျိုးတတိပေးခဲ့တယ်လေ။မတိုက်ခိုက်ဖိနေအဝေးကိုရှောက်သွားနိုင်မှာမဟုတ်ဘူး။လို့ပြောကာဘိုးတော်ကိုရိုက်ချခံနေမှာပဲ။မိသားစုကောင်းဆောင်လို့အော်ရင်ဆဲချမ်းကကဲဖို့အတီးလာနေပါတယ်။ ထို့တို့ကြီးဆဲချန်ကဘိုးတော်ကိုအချိန်မီလေးကယ်တင်လိုက်နိုင်ပြီးအရှိပိုင်းနဂါးရဲ့ခြေလန်းကောင်းငင်ပေါ်တက်ဖို့ခြေလန်းတွေဆိုကသူ့စွမ်းအားကိုထုတ်လိုက်တဲ့အခါမှာတော့နဂါးတကောင်ရဲ့ပုံရိပ်ရောင်စွမ်းအားကိုထွက်လာပြီးချင်းတက်ကိုအပြေးတိုက်ခိုက်ပါတယ်တို့တော်လဲဆောနာကနဲ့မထူးမခြားပဲချင်းတက်ရဲ့တိုက်ချက်ကိုထိပြီးလွတ်ထွက်သွားပါတယ် ဒါကြောင့်ပဲအန်ကိုကြည့်ရင်ချင်းတက်ကိုတိုက်ဖို့ထပ်ပြီးအကြံထုတ်နေတော့ချင်းတက်ကအဲ့နောက်ဆုံးတိုက်ခတ်ချက်ကအရင်တော့ဟာထပ်ပိုကောင်းတယ်လို့ချီးကျူးလိုက်ပေမဲ့မာနာကဲဆိုင်ချင်းကတော့ငါနဲ့လာကစားမနေနဲ့ငါ့မှာအများကြီးကြံသေးတယ်လို့ဩပြောပါတယ်ဒီတော့ချင်းတက်ကမဟုတ်ဘူးအဲ့ဒါကပြီးသွားပြီဆိုကထိုကြီးကိုညီနဲ့ဘိုးတော်ကဆဲချင်းငါတို့ရဲ့ဆဲချင်းလေးငါတို့ဘာအော်ရာမှမခံစားရတော့ဘူးဒီတော့သူ့တေသွားပြီလို့အတီးပြုတ်လိုက်ပြီး မင်းကနောက်ထပ်ပဲလူအိုကြီးဆဲချင်းအဖိုးအဖိုးဆင်းကြီးလား အာငါခြေကွဲသွားပြီအဲ့ဘိုးတော်ကြီးကြောင့်နောက်ထပ်အလားအလာတွေပြည့်စုံကောင်းမွန်နေသေးတဲ့လူငယ်လေးတွေထပ်သေးရအောင်မှာပဲလူချင်းတက်ကပြောတော့ဖတ်စကလူတယောက်တည်သွားတယ်တဲ့လားမဟုတ်တာဆိုပြီးတွေးတော့နေချင်းဆန်ယုံဆွဲထုံနေတဲ့ဘိုးတော်ကဆန်ယုံထွက်ကြည့်တော့သူကမင်းလုံးဝမရှင်းနိုင်တဲ့မကောင်းဆိုးရပဲလူပြောနေတဲ့အတွက်ဖတ်စကမိသားစုကောင်းဆောင်စိတ်လျှော့ပါဆိုပြီးလာထိုင်ပေးပါတယ် ထို့နောက်ဆင်းယုံကအဖို့အတော်ဆဲချင်းရောပမာလဲလို့မေးတော့ဘိုးတော်ကဘာမှတင်မပြောဘဲနှုတ်ဆက်နေပြီးမှဟတ်စ်မင်းငါ့ရဲ့နီးမလေးကိုခေါ်ပြီးထွက်ပြေးပါတော့ဒါကငါ့ရဲ့နောက်ဆုံးတောင်းဆိုချက်ပါလို့ပြောတဲ့အခါဖတ်စ်ကလည်းနားလေပါပြီလို့တင်ပြောပါတယ်ဒါကမကျင်တတ်တဲ့ဆင်းယုံကအဖို့အဖို့မပါဘဲထွက်မသွားနိုင်ဘူးဆိုပြီးပြောတဲ့အခါဖတ်စ်ကမမလေးကျွန်တော်နောက်မှရှင်းရပါမယ်လို့ပြောရင်းဆွဲဖို့လှုပ်တဲ့အခါမှာတော့ဆင်းယုံကသူ့အစွမ်းကိုထုတ်လိုက်ရင် ဖတ်ဘာတွေဖြစ်နေလဲဆိုတာကိုငါမသိဘူးညာထင်နေတာလားလို့ဒေါက်တာတကြီးနဲ့ပြန်အောင်ရင်သူ့ရဲ့စွမ်းအားတွေကိုထုတ်လိုက်ပါတယ်ထို့သူဆန်းယုံရဲ့အစွမ်းကိုညင်လိုက်ရတဲ့အခါဘိုးတော်ကအာ အဲ့ဒါအဲ့ဒါကအတရားရုံတန်ချက်ကပဲတခြားသူတွေကိုကာဝယ်ပေးဖို့စိတ်ဆွမ်းကအဓိပ္ပာယ်မရှိဘူးလို့ငါအနေနဲ့ထင်နေခဲ့တာဒါပေမဲ့စိတ်ချင်းကိုဆုံးရှုံးသွားပြီးတော့ငါနားလေသွားပြီတကယ်တော့အဲ့ဒါကလှပပြီးတက်မှတ်တဲ့ဆွမ်းအားတစ်ခုပဲဆိုကသူ့ရဲ့ဆွမ်းအားကိုထုတ်လိုက်ပြီးအဲ့တော့အခုဒီယူနေတဲ့အဖိုးကြီးလုံနိုင်တာဆိုလို့နှစ်ယောက်လုံးကိုကာဝယ်ပေးဖို့ပဲတစ်ချိန်လုံးငါကိုအထင်သေးနေတဲ့ဒီယူမိုက်မှုစီကနေပေါ့ဖက်စ်ဘာလုပ်နေရလဲညဉ့်ညံ့လို့ပြောတဲ့အခါဖက်စ်ကခေါင်းလေးညှိနှိုက်ပြီးစဲယုံကိုချီကာတီးတဲ့အတွက်စဲယုံက အခန်းကလေဒါဘာလို့တာလဲအဖို့အဖို့လို့អော်ရင် ပါသွားပါတယ်ဖိုးတော်ကတော့សោតតានတဲ့တခုခုကိုရေးဆွဲရင်းមីងសេះရင်ကိုတက်ပြစ်လိုက်တယ်ပေါ့ အဲ့ဒီအတွက်မင်းကိုနောက်နှရသွားအောင်လို့ငါလုပ်ပြီးမယ်လို့အလေးအနက်ပြောပါတယ်တော်တော်လေးချင်းတစ်ကတော့ဒါပေမဲ့စိတ်မကောင်းစရာပဲခင်ဗျားရဲ့နောက်လိုက်လူသားတွေကိုခင်ဗျားနားမလည်ဘူးထင်တဲ့လူအိုကြီးဆိုပြီးပြောနေချင်းပကြီကားကိုဘိုးတော်ကကြည်ရင် သူ့နားမှာရှိတဲ့ဖိအားတွေကိုဆုပ်ယူတယ်လို့ပြောကြတဲ့ဌာနကြီးထဲကကြောက်စရာကောင်းတဲ့နဂါပြီးတော့ငါသမီးအထူးအောင်ကြောက်နေဆိုဆဲဆဲချင်းအအဖေတောင်းမှန်ပါတယ် ဒီလက်ရာရဲ့နမိတ်ကမကောင်းဆိုးဝါးနှကားနဲ့နှဆိုးပဲလို့ဩကသူ့စွာကိုထုတ်နေခြင်းစိတ်ထဲမှာတော့ဒါကငါ့ရဲ့နောက်ဆုံးလက်ရာနဲ့အကြီးမြတ်ဆုံးပူပေါင်းမှုဖြစ်တယ်ဒါပေမဲ့အဲ့ဒါကအချိန်ပဲဆွဲနိုင်တယ်လို့တွေးနေပါတယ်သူတို့ဘိုးတော်ဖန်နေလိုက်တဲ့ငကားကချင်းတစ်ကိုချုပ်ပြီးစင်းချင်းကချင်းတစ်ကိုတိုက်ခိုက်ခံနေမှာပဲစိတ်မကောင်းစရာပဲဆိုတဲ့အတန်နဲ့အတူဒါနာကြီးနဲ့ကံကြမ္မာကမင်းဘက်မှာရှိနေတောင်ဒါကမလုံလောက်သေးဘူးဆိုကစင်းချင်းကိုနောက်တစ်ခါ ပြီးတော့နောက်ကချုပ်ထားတဲ့တကားကိုလည်းဒီအထစ်ကိုဘိုးတော်ကကြည့်ရင်ဝမ်းနေနေပြီးမင်းနဲ့ပကြီဆွဲတဲ့နေရာမှာအထုတ်ထိတ်ကိုရောက်နေပြီလို့ငါကငါထင်ခဲ့တာဟာဒါပေမဲ့ငါမှတင်းယူစရာတွေအများကြီးရှိနေသေးတဲ့ပုံပဲဆိုကမှိုင်းနေတုံချင်းတစ်ကမင်းချစ်တဲ့သူလေးစီကိုငါအရောက်ပို့ပေးမယ်လူအိုကြီးလူတယောက်ကရရခံဒီအချိန်မှာစိတ်တက်ကြနေတဲ့ဘိုးတော်ကတော့ ဒီချင်းတက်ကောင်ကတော့ကွာမင်းပြောတဲ့အတိုင်းပါပဲငါမင်းကိုမနိုင်ပါဘူးလို့ညီးကလုံးဝကိုလက်လျှော့တဲ့ပုံစံဖြစ်နေပါတယ်ဒီလိုပါပဲအမြင်လောကမှာလည်းကိုတန်ဖိုးထားတဲ့လူတွေကိုဆုံးရှုံးသွားပြီးကိုလုံနိုင်တဲ့အတိုင်းသာအကုန်လုံးကိုလည်းလုပ်ပြီးသွားတာတော့ အောင်မြင်မှုကိုမရဘူးဆိုရင်လူအများစုကလောကကြီးကိုအရှုံးပေးခြင်းစိတ်တွေပေါ်လာပြီးတော့လက်လျှော့သွားတတ်ကြပါတယ်။တကယ်တော့ဒီဇဝင်ကန်းလေးကိုဥပမာပေးပြီးပဲပြောရမယ်ဆိုရင်အစမှဘိုးတော်ကသူ့ဓာအတော်ဆုံးသူ့မိသားစုကလူတွေတာအကျန်းဆုံးလူခံယူထားပြီးမန်တက်နေတာလေ။အခုမှသူ့ထက်သူ့မိသားစုထက်ပိုပြီးကြံပြီးဆရာကြတဲ့လူမျိုးကိုတွေ့မှနောင်နာရနေတယ်ဆိုတာကြီးကတော့နောက်ချသွားပြီလို့မထင်ဘူးလား။ကဲလေကျော်ရှည်သွားတာဆော်ဒီပါကြာဆက်လန်ဒီကိုပြန်ဆက်ကြရအောင်။ ထို့သူထစ်တဲ့နေတုံးចောင်းသားတွေစုစည်းနေတဲ့ဘက်ကိုပြင်ညထားပြီးဂျင်ဆောင်က တကြအန်ဆောင်ဟုကျွန်တော်တို့ရဲ့ဘူကြီးအဖွဲ့ကောင်းဆောင်ကိုနေမိသေးလားသူဒီကိုမရောက်သေးဘူးထင်တယ်လို့မေးတော့ဆောင်းဟုကဟမ်ဒါဆိုသူ့ကိုဖုံးခေါ်ကြည့်ပါလား လို့ပြောတော့ဂျင်းဆောင်လေးဖုန်းကိုတရလိုက်ပြီးစီနီယာရဲ့ဖုန်းရောလိုင်းရလာကျွန်တော်ရဲ့ဖုန်းကတော့မရတဲ့ပုံပဲလို့မီးတော့ဆောင်းဟိုလည်းဟုတ်တယ်အင်တာနက်ကလည်းအလုံးမလုံးတဲ့ပုံပဲကြည့်ရတာအကုန်လုံးအတွက်တာဝန်ရှိတဲ့လူကဒီဧရိယာတဝိုက်ကလိုင်းတွေကိုထက်တော့တက်လိုက်တဲ့ပုံပဲလို့တင်းထီပါတယ်ဒီတော့ဂျင်းဆောင်ကဆက်ပြီးဘာဖြစ်လို့လဲမသိဘူးဒါပေမဲ့ကျွန်တော်မကောင်းတဲ့ခံစားချက်ကြီးရနေတယ် လို့ပြောနေချိန်မှာပဲပြူလဲတန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်ဒါကြောင့်အကုန်လုံးကတုံရင်သွားပြီးဂျင်းဆောင်စိတ်ထဲမှာလဲအချူရောင်ကြောက်ဂိမ်းမိသားစုကဖြစ်နေတဲ့နေရာမှာတိုက်ခိုက်နေပြီဆိုတာသိကြတယ်။သူတို့ကဒီအတန်းရဲ့အရင်အနေဖြစ်နိုင်တယ်။ဒါနဲ့ငါဖက်စ်ကိုလည်းမတွေ့ရသေးဘူးဆိုတော့သူလည်းအချူရောင်ကြောက်ဂိမ်းမိသားစုနဲ့အတူတိုက်ခိုက်နေမှာပဲ။ အထူးရောင်ကျောက်ဂီမီတာစုကအတ္တမဆုံးစိတ်အရေးချင်းတွေကတခုဆိုတော့စိတ်ပူစရာရှိမှမဟုတ်ပါဘူးအဲ့တော့ဘာဖြစ်လို့ဘာဖြစ်လို့ငါကစိတ်ပူနေရတာလဲအထူးရောင်ကျောက်ဂီမီတာစုနဲ့မလုံလောက်ရင်ရောဘယ်လိုလုပ်မလဲတခုခုသူတို့စီမှာဖြစ်သွားရင်ဘယ်လိုလုပ်မလဲလို့တုံရင်ကအသွေးတွေညားနေချိန်မှာပဲမင်းအခုထွက်သွားရင်မင်းကိုတက်ကြီးတယောက်အထိနဲ့ပဲညင်ကြမှာဆိုပြီးစောင်းဟောင်ကပြောတော့ဂျင်ဆောင်လဲလှဲ့ကြည့်လိုက်ပြီးတက်တက်တက်ကြအန်ဆောင်ဟုလို့ခေါ်လိုက်ပါတယ်ဒီတော့စောင်းဟောင်ကပဲဆက်ပြီးငါတို့ရဲ့မင်းရှင်ကဘေးကင်းရာကိုတောင်းရင်တီတူတွေကိုကာဝယ်ပေး ရမှာအဲ့ဒါကလွယ်ကူတဲ့အရာမဟုတ်ဘူးလို့ပြောတော့ချင်းဆောင်ကဒါဒါပဲမဲ့ဆိုပြီးကနာမငင်ထိနေပါတယ်ဒါကြောင့်ဆောင်းဟိုကတိတ်ဆိတ်နေပြီးချင်းဆောင်ကိုသာစူးစိုက်ကြည့်နေပါတယ်ဒီတော့လေချင်းဆောင်ကပြင်းပြတလဲနဲ့ဒါပဲမဲ့လိုင်းတွေကဒီလိုကျသွားတာနဲ့ဆိုရင်ကျွန်တော်တို့ရှာဖွေတဲ့အဖွဲတွေမှလည်းလူတွေထက်လို့မှာပဲလေအဲ့ဒါကလည်းလွယ်တဲ့အရာမဟုတ်ဘူးလို့ပြောတဲ့အခါမှာတော့ဆောင်းဟိုကတချက်သွေးရင်းမင်းကအထူးရောင်ကြောက်ဂိမိသားစုနဲ့အတူတူအလုပ်လုပ်ခဲ့တာဆိုတော့အဲ့လူကမင်းနဲ့အဆင်ပြေဆုံးဖြစ်မှာပါ ဒီအကြောင်းကိုအရာရှိတွေစီကိုငါပြောလိုက်မယ်လို့ပြောတော့ကျင်းဆောင်လေးဝမ်းသာသွားပြီးတက်ချက်ကျေးဇူးတင်ပါတယ်ဆိုကအယူအသည်ပြုလိုက်ပါတယ်စောင်းဟိုကတော့ညဉ့်ညံအချက်အလက်လုံလုံလောက်လောက်စုပြီးသွားရင်ပြန်လာဖို့လည်းမိမနေနဲ့အိုးဆိုပြီးပြောတဲ့အတွက်ကျင်းဆောင်လေးဟုတ်ခဲ့ပါဆောလို့ပြောကအလေးပြုပြီးနောက်တောက်ွဲရှိရာကိုအသေးထွက်လာရင်စိတ်ထဲမှာတော့အကုန်လုံးအဆင်ပြေဖို့ညှော်လင့်ပါတယ်လို့ဆုတောင်းနေပါတယ် စိတ်မကောင်းစရာပဲဒီအဖိုးကြီးကဘာညာအဖိုးတန်နေလို့လေလူငယ်တွေကတော့သူ့အတွက်ကိုကိုကိုစတင်းနေကြရအောင်လေ ထိုချိန်မှာပဲဖတ်ကပထမဆုံးခင်ဗျားကိုအရှင်ချင်းတက်လို့ခေါ်လို့ရလားဘလို့ပြောရင်စိတ်ထဲမှာတော့မိသားစုကောင်းဆောင်တဲ့တခင်မဆဲချင်းတို့တောင်ထိုးဖောက်မှုရောက်နိုင်တဲ့အရာကိုငါထိုးဖောက်နိုင်ဖို့ဆိုတာကမထင်နိုင်ဘူးအဲ့လိုလားဆိုရင်ငါအဲ့ဒါနဲ့နှိုင်းရှင်ပြီးအိတ်ခွန်အားကိုတုံးလိုက်မယ်ပြီးတော့မိသားစုကောင်းဆောင်ကိုကဲမယ်ဆိုကစိတ်တကြနေတဲ့ဘိုးတော်ကိုဆွဲခေါ်လိုက်တဲ့အခါဘိုးတော်က "Pass မင်းဒါပါလို့တာလေဆဲယုံကိုဂယူဆိုင်ပေးဖို့ပြောခဲ့တယ်လေ" လို့အော်ရင်ပါသွားပါတယ်ထို့သောဘိုးတော်အားကယ်တင်ပြီးတဲ့နောက်ဆင်းယုံကအဖိုးဆိုကတီးလာနေပြီးဖတ်စ်ကကျွန်တော်တောင်းပန်ပါတယ်မိသားစုခေါင်းဆောင်ကျွန်တော်ချစ်တဲ့လူတွေကိုညှက်ရည်ကြတာနဲ့စိတ်ရမှုတွေစီကနေကယ်တင်ပေးတာကကျွန်တော်အတွက်ပိုအရေးပါလို့ပါဒါဆိုမိသားစုခေါင်းဆောင်ကျွန်တော်ကိုခွင့်ပြုမယ်ဆိုရင်လို့ပြောရင်ဘိုးတော်ကိုအစွမ်းနဲ့ညှစ်ထားတဲ့အတွက်ဘိုးတော်ကဖတ်စ်မင်းမပြောနေနော်ဆိုပြီးအထိတ်တလန့်ထိနေပါတယ်ခါလီပေါ့စ်လုံးလုံးအကြီးချင်း တစ်ချိန်တွင်တခုတာဝါညူနိုင်သည့်ပြစ်မှတ်ဤစိတ်ဆွားကိုဝါညူပြီးပန်းရှင်အတိုင်းတိုးတက်ကြောင်းလေသည်တခုကိုဝါညူထားသောတခြားတခုကိုဝါညူလိုက်လျင်အရင်ဝါညူထားသည့်စွမ်းရင်ကကြောက်သွားသည်ဝါညူနိုင်သောစိတ်ဆွား၏အရွယ်စားမှာပန်းရှင်၏စိတ်ဆွားနှင့်အချိုးစားညီသည် ထို့သောချက်ဖတ်စကာဘိုးတော်ရဲ့စွမ်းအားတွေကိုဆောက်ယူလိုက်ပြီးပဲဖြစ်ပါတယ်ထို့ချင်းသူ့တိုက်ချက်ကိုရှောင်သွားတဲ့အတွက်စိတ်ပူနေတဲ့ချင်းသစ်ကအဲ့ဒါတော်တော်စိတ်မကောင်းစရာပဲဆိုကသူ့ပါဇက်ကနေစွမ်းအားတွေဆုလိုက်ပြီးဟိဟောက်လိုက်ပါတယ် ထိုဟိဟောက်တန်ချောက်ဖတ်စတို့တွေက နားတွေကိုပိတ်ထားရပြီးဖတ်စကကြည်ရတာမင်းကအရှင်ချင်းတစ်ဆိုပြီးခေါ်ဖို့တောင်မထိုက်တန်တဲ့အမိုက်ပဲနဲ့တူတယ်လို့ပြောလိုက်တဲ့အခါချင်းတစ်က"အိုးဘာဖြစ်လို့လဲလူကလေးအရင်ဆုံးတိုက်ခိုက်ခဲ့တာကမင်းတို့လူတွေမဟုတ်ဘူးလား" ဆိုတော့ဖတ်ကရီစရာတွေတယုံမနေပါနဲ့အဲအတောင်မှန်တွေကကြာတာဖို့တတ်တတ်ပဲလားဆိုပြီးရန်စလိုက်တဲ့အခါမှာတော့ချင်းတစ်ကဟိုးမင်းကငါနဲ့တူတူညှက်ဝေခန်းစားဖို့လုပ်နေတာမဟုတ်ဘူးမှလားလို့မင်းနေတဲ့အတွက်ဖတ်ကအပူမပြောပါနဲ့ခင်ဗျားကအစကတည်းကညို့ထွေကနေတယောက်တည်းထွက်သွားဖို့ရည်ရွယ်ချက်မရှိဘူးမှလားအစကတည်းကခင်ဗျားကရည်ရွယ်ချက်ရှိရှိနဲ့ညို့ထွေကလူတွေကိုထိခိုက်အောင်လုပ်ပြီးလမ်းတွေကိုဖျက်ဆီးသွားတာလေဆိုတော့ချင်းတစ်ကလူတွေရဲ့ယုံကြည်မှုကိုရားခဲ့တာကငါတယောက်တည်းပါငါကညှက်ဝေခန်းစားတတ်လို့စိတ်ထိခိုက်စရာကောင်းတာလို့ ို့ပြောပြန်တော့ Pass ကမဟုတ်ဘူးခင်ဗျားကကိုချင်းမစားတတ်ပါဘူးဒါကစင်ချင်တတ်တတ်ပါခင်ဗျားကကျွန်တော်တို့ကိုအစကတည်းကတိုက်ခိုက်ဖို့အတွက်ရည်ရွယ်ချက်ရှိရသားနဲ့စင်ချင်တွေပြီးနေတဲ့အမိုက်တစ်ခုပဲလို့ပြောလိုက်တဲ့အခါမှာတော့ချင်းသက်ကဟာဟာငါ့ရဲ့ဟိန်းတန်နဲ့အခုညို့ကိုတီးတက်ခွဲလိုက်ပြီဘဒူးမလာပြီးမကူညီနိုင်တော့ဘူးအဲ့တော့ဒါကမင်းရဲ့အုပ်ကူထစ်တော့မှာပဲဒါပေမဲ့မင်းအတွက်မင်းကိုငါအသက်ရှင်ဝတ်ပေးမယ်လို့ပြောတော့ဖတ်ကဒါကိုလွှတ်ချလိုက်ပြီးမဟုတ်ဘူးဆိုကသူ့ဆွမ်းကိုစတော့လိုက်ပါတယ် တိုက်ခိုက်ရေး A++ မိသားစုခေါင်းဆောင်ကြည့်ရတာခင်ဗျားနဲ့ကျွန်တော်ကအချိန်ဆန်မိနေတဲ့ပုံပဲဒါပေမဲ့ပြည်ထနာကတော့အချိန်တက်ဖို့ကအချိန်ယူနေရတာပဲလို့ပြောနေပေမဲ့စိတ်ထဲမှာတော့ကြည့်ရတာဒါကငါရဲ့ညာဘက်လက်ကိုပဲကန့်တတ်ထားတဲ့ပုံပဲအခုစဉ်းစားစမ်းဆိုပြီးအသွေးတွေထဲမှာကြာရခတ်နေပါတယ်ချင်းတက်ကတော့ထိုင်ချစမ်းမင်းကိုတတ်ဖို့အကြောင်းပြချက်တွေပေးမနေနဲ့လို့ပြောတယ်မှာတဲ့ထိုချိန်မှာပဲဖက်စီကနေအလင်းရောင်တွေကထရထွက်လာပြီး လက်ထဲမှာလှန်တန်တဲ့ချောင်းပေါ်လာပါတယ်။တားချောက်ချင်းတဲ့ကကြောင်နေချိန်မှာပဲဖက်စ်ကအရှင်ယူပြီးလှန်ကိုတစ်လိုက်ပါတယ်။စိတ်ထဲမှာတော့ဒီလိုမျိုးမကောင်းဆိုးဝအတွက်ဒါကသေစေနိုင်တဲ့လက်နက်ပဲလို့တွေးနေပါတယ်။ထိုတစ်ချက်ချောက်ချင်းတဲ့ရဲ့လက်ကပေါက်ထွက်သွားပြီးလန်ဒီနက်စ်ရဲ့လှန်တန်း chest လှုပ်ချင်နှုံ30%ကန့်သက်ချင်နှုံ95%တိုက်ခိုက်ရေး SSS ်ဟာငါ့ခုံအောင်တွေအကုန်လုံးတုံးပြီးလှန့်ကိုတင်လိုက်ယုံလေးပဲလို့တွေးပြီးငါငါပြန်ယူရမယ်ဆိုပြီးဖတ်ကညှိနေပါတယ်ချင်းတစ်ကတော့သူ့လက်ကို အထူးဆန်းနဲ့ကြည့်နေပြီးဟမ်ငါ့ရဲ့တဘာဝအရာ ကုသမှုကဒီတန်းရာကိုမကုသနိုင်ဘူးပဲလို့တန်ညှိနေပါတယ်ဖတ်ကိုလည်းစွဲမကလူငယ်လေးကြည့်ရတာမင်းကအရေးချင်းတော်တော်ရှိတဲ့ပုံပဲ ်မင်းကတန့်စင်တဲ့လှန်တန်းကိုပုံဖော်လိုက်တာပဲလို့ပြောနေပါတယ်ဖတ်ကတော့ဟာဟာငါ့ကိုအသက်ရှင်လျက်ထားဖို့ကန့်လန့်ချက်ကတရားဝင်ဒီလားဆိုပြီးအလန့်တကြားနဲ့ပြီးတော့ချင်းသိက်ကဒါဖို့ဒါပေမဲ့အခုမင်းကတခြားအရာတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်နေတဲ့ပုံပဲလို့ပြောပါတယ်ဆွဲမခံထားရတဲ့ဖတ်ကတော့သူ့တစ်ဖက်သက်ချင်းနေတဲ့စင်ယုံကိုလှမ်းကြည့်နေပါတယ်စင်ယုံကတော့ငါငါဘာလို့ရမလဲငါဒီတိုင်းထွက်သေးရမလားဒါပေမဲ့ငါအဖိုးကိုလည်းဒီတိုင်းမထားခဲ့နိုင်ဘူး ငါတို့အကုန်လုံးဒီလိုမျိုးတည်သွားရတော့မှလားငါကြောက်တယ်ငါဘာလို့ရမလဲဆိုပြီးအသွေးတွေညနေကဝမ်းနဲ့ညက်ရည်ကျနေပါတယ်ထိုချိန်ဖတ်ကငါကေစီကျင်တဲ့တခြားလူရှိသေးတယ်ဆိုတော့ချင်းသစ်ကဒီတစ်ချိန်လုံးမင်းစိုက်ကြည့်နေတယ်သူလားလို့မေးပါတယ်ဖတ်ကလည်းဟုတ်မှန်ကြောင်းပြောပြီးကျေးဇူးတူပြီးဆန်းယုံကိုအသက်ရှင်ဝတ်ပေးပါအဲ့လူလားလုတ်ပြီးမဲ့ဆိုရင်ငါဆက်ပြီးမခုခံတော့ပါဘူးလို့သူ့အချစ်လေးရှင်းတယ်ဖို့အတွက်ညှိနှိုင်းနေပါတယ် ချင်းတစ်ကတော့စိတ်မကောင်းစရာပဲမင်းကိုမင်းညှိနှိုင်းလို့ရမယ့်အခြေအနေမှာရှိနေတယ်လို့တကယ်ထင်နေတာလားအဲ့ကောင်မကငါနဲ့မျက်ဝေခံစားမပေးနိုင်ဘူးသူ့ကိုအသက်ရှင်ဝေးပေးစရာအကြောင်းကိုမရှိဘူးဆိုတော့ဖက်စ်ကဟာဟာငါညှို့နေထားတယ်လို့အမိုက်ထီနီးပဲလို့ပြောရင်စိတ်ထဲမှာနောက်ဆုံးတစ်ခေါက်ပါပဲအရှင်ကူညီပေးပါလောင်ဒီနတ်ရဲ့လှန်ထပ်ပူပြီးအစွမ်းထက်တဲ့အရာတစ်ခုခုဒါမှမဟုတ်တန့်စင်တဲ့လှန်ထပ်ပူအားနေပေမဲ့တရားရဂိုင်းတို့အသုံးပြုနိုင်မယ့်အရာတစ်ခုခု သွေးဆုပ်သည့်တညောင်တိုက်ခိုက်ရည်ဒီ plus 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 အာဘာလို့လဲဘာချက်လို့ဂျင်းဆောင်ရဲ့တညောင်ကပေါ်လာရတာလဲလို့တွေးနေပါတယ် ဒါကိုနေနဲ့ချင်းတက်ကမင်းရဲ့အရေးချင်းကိုငါအထင်မှားခဲ့မိတယ်ထင်တယ်လူငယ်လေးမင်းနဲ့မင်းရဲ့တခင်ကိုငါတတ်သိပေမဲ့လေငါရဲ့ဂတိကိုတော့မထက်နိုင်ဘူးလို့ပြောနေချင်းဖတ်ကတော့သူ့ထုတ်လိုက်တဲ့ဒါကိုကြည့်ရင်ငါအတန်မာဆုံးလက်နက်ကိုပုံဖော်ခဲ့တာပါဘာဖြစ်လို့ဘာဖြစ်လို့ဆိုပြီးအထိတ်တလန့်ထင်နေပါတယ်ထိုချင်းချင်းတက်ကမင်းရဲ့စွမ်းအင်ကိုငါပဲယူလိုက်မယ်ဆိုပြီးအာအာအာကာလီဘော့စ်လုံးလုံးအကြီးချင်းတိုက်ခိုက်ရေး A+ A++++ စိတ်ကူးညားထဲမှာလက်နက်ညားကိုဝင်းယူပေးသည်တိုက်ခိုက်ရေး A minor 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 A+ အာစိတ်မကောင်းစရာပဲ pass အရေးချင်းရှိတဲ့လူတယောက်ရဲ့အဆုံးသက်ကသူတို့စီကနေသူတို့ရဲ့အရေးချင်းကိုယူသွားခံရတာဖြစ်နေတာပဲငါငါတောင်းပန်ပါတယ်ငါမင်းကိုကာဝေးပေးခြင်းခဲ့ယုံပါအဲ့လူကမင်းကိုကဲဖို့အကုန်လုံးကိုစည်းသေးသွားခဲ့တာ သူကမင်းနဲ့ညှက်ဝေခန်းစားခြင်းခဲ့တာဒါပေမဲ့မင်းကတော့သူ့အတွက်အဲ့လိုလုပ်မပေးနိုင်တဲ့ပုံပဲစိတ်မကောင်းစရာပဲတိတ်ဆန်းအကုန်လုံးမကြားရဘူးမင်းငါနဲ့ညှက်ဝေခန်းစားခြင်းရင်နည်းနည်းပူကြဲကြဲလေးပြောပြမှရမယ်တိတ်ဆန်းနင်ကမှအကုန်လုံးကိုဒီလိုဖြစ်သွားအောင်လုပ်ခဲ့တာချီးချစ်တဲ့ရဲ့ငါလုံလုံလောက်လောက်မတန်မာခဲ့လို့မဟုတ်ဘူးအဲ့ဒါကငါလုံလုံလောက်လောက်စွာမရှိခဲ့လို့ပဲငါစွာလို့လေ ငါမာတာအစွားလုံလုံလောက်လောက်ရှိရင်အကုန်လုံးကိုဖြည့်ရှင်းနိုင်မှာငါလမ်းကြောင်းပြဿနာတွေတိတ်သွားတဲ့အတော်ဆေးချင်းအဲချီးချင်းတက်တော့မှာပဲဟိုးမင်းရဲ့တမာလာတဲ့စိတ်ဆန္ဒကိုငါခံစားနိုင်တဲ့လူသားလေးအထူးရောင်ကြောက်နှစ်ဆူခိုက်ခိုက်တုံချင်းတိုက်ခိုက်ရင် A+ A Aura ရာခွန်အားနဲ့ Aura အပါဝင် စွန့်ရင်ကျွမ်းကျင်မှုနဲ့စွန့်ရင်အပေါ်အာယုံစိုက်ထားတော့နှစ်ဆူ ကြည်ရတာမင်းကအကျုံးပေးဖို့ရည်ရွယ်ချက်မရှိဘူးထင်တယ်။လက်ရှိမျိုးဆက်နှက်ဆိုးပြည့်စုံသောဓာတ်ပညာရှင်တိုက်ခိုက်ရေး A++++ ခိုက်ခိုက်တုံချင်းကြားလေးကောင်မကောင်းဆိုးဝါတက်ချက်သူကိုင်းဆောင်သူဤခွန်အားကိုချဲ့ထွင်သည်ဒူးထောက်ဆန်းချင်းတစ်အာငါအသွုံးခံနေရတာလား ေစမ်းတေလိုက်စမ်းဟာဟာငါတက်ပြမယ်နီးကိုတေချပေါက်တက်ပြမယ်တော်တော်စိတ်မကောင်းစရာပဲမင်းတို့အကုန်လုံးသားငါ့ကိုတခါတည်းတိုက်ခိုက်ရင် အခွင့်အရေးရကြင်ရမှာကြည်ရတာမင်းတို့ကတခြားလူတွေနဲ့ညှက်ဝေမခံစားတတ်ဘူးထင်တယ်ဗစက်ပိတ်တာစမ်းလူတွေကအခက်အခဲတွေကိုသူတို့ကိုယ်တိုင်ကြုံပြီးမှသင်ခန်းစာရပြီးတော့သင်ယူကြတာ ကြည်ရတာမင်းကအဆုံးသက်ကိုလက်ခံမဲ့သူထင်တယ် မစားပိတ်လို့ပြောနေရလေမင်းတို့အချင်းချင်းညှဝေခံစားဖို့လူခဲ့တာဒီလိုမျိုးတယောက်တည်းတိုက်ခိုက်တာကတကယ်ရှုံးနေဖို့ကြူပါပဲဟေးချင်းတက်အဲ့ဒါဆိုရင်တော့ငါတို့ကအတူတူစားတိုက်ဖို့ပဲလူတာလို့ဆိုလိုတာမှတ်လားတခြားရွေးစရာမရှိအောင်လုပ်တဲ့လူကမင်းတော့အဲ့တော့ဘာလို့စကားတွေအများကြီးပြောနေရတာလဲဆိုကချင်းဆောင်ကကြောက်လာပါတယ် ဒီပိုင်းလေးကဒီမှာပဲပြီးဆုံးသွားပါပြီစဲယုံကိုတိုက်ခိုက်ခဲ့တဲ့ချင်းတစ်ကိုဂျင်ဆောင်ဘလူတမမလဲဆိုတာကတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်အားလုံးပဲကျေးဇူးပါ